်ခုချန်ပါတော့ဆာလာလီနံပါတ်58ဖြစ်ပါတယ်အခန်းကြီး58အငယ်1မှ9အိုလူသားတို့အကယ်စင်စစ်တင်တို့ဒီစကားဖြောင်းကြသလိုတရားသဖြင့်စီရင်ကြသလိုအကယ်စင်စစ်တင်တို့ဒီမတရားသောအကြံကိုကြံစီ၍မြေကြီးပေါ်မှာ ကိုလက်နှင့်ပြုသောညှင်းဆဲခြင်းကိုချိန်တက်ကြ၏ မတရားသောသူတို့သည်အမိဝမ်းထဲမှဆ ảy ၍ရိုင်းသောသဘောရှိကြ၏။မွေးကလေးကလမ်းလွဲ၍မှုသာစကားကို ပြောတတ်ကြ၏။သူတို့အစိတ်သည်မွေးအစိတ်နှင့်တူ၏။နားပင်သောမွေးဆိုးသည်မိမိနားကိုပိတ်၍လိမ်မာသော အလံမဲမွဲ့ဆိုသောမန္တရားစကားကို နားမထောင်ဘဲနေတကဲ့သို့ဖြစ်ကြ၏။ခန်းငယ်၆မှ၁၂ ိုဖျားသခင်သူတို့ပါဇက်ထဲမှသွားများကို ချိုးတော်မူပါ။အိုထာဝရဖျားရှင်သည်တို့ဤအံသွားများကို ချိုးတော်မူပါ။ထိုသူတို့သည်စီးသောရေကဲ့သို့ ကွယ်ပြောက်ကြပါစေသော။လေးကိုတင်သောအခါမြားတို့သည်ချိုးတဲ့သို့ဖြစ်ကြပါစေသော။ခယုသည်သွားစဉ်တွင်ရွေလျော့တဲ့သို့၎င်းပြတ်တော့ကိုဝန်ဒီနေအောင်ကြီးကိုမမြင်ရတဲ့ကဲ့သို့၎င်းဖြစ်ကြပါစေတော့ စုပီနှင့်မွေသော မီးပူမှန်းကိုအိုးတို့သည်မသိမီအသက်ရှင်သောစုပီနှင့်မီးလောင်လျက်ရှိသောစုပီတို့ကို လေပွေတိုက်သွားပါစေသော ဖြောက်ပတ်သောသူသည် ထိုတို့သောဒံပီးချင်းကိုမြည်၍ဝမ်းမြောက်ပါလိမ့်မည်မတရားသောသူတို့၏အသွေး၌မိမိခြေတို့ကိုဆေးပါလိမ့်မည် သူတစ်ပါးကလည်းဖြောက်ပတ်သောသူသည်အကျိုးကိုအေကံအမှန်ခံရ၏ မြေကြီးပေါ်မှာတရားစီရင်သောဘုရားသခင်သည်ဤကံအမှန်ရှိတော်မူသည်ဟုဝန်ခံကြပါလိမ့်မည်โอเคเดี๋ยวจะไปมาเปลี่ยนชื่อจ้ะแม่บ๊ายบาย